မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကနေအလဲပတ်နိုင်ငံကူးလက်မှတ် PV နဲ့ပြည်ပမှာတွားရောက်အလုတ်လုတ်မဲ့သူတွေကိုလေးစိတ်ကနေထွက်ခွင့်မပြုဘူးဆိုပြီးစစ်ကောင်စီကဒုတိယအကြိမ်ထပ်မံကြီးညာလာပြန်ပါလေကချင်ပြည်နယ်မှာငါရဲ့အတွင်းမာတင်ကြီးဖွေမြို့နဲ့စော့လော်မြို့နှစ်မြို့အပေါင်းပဲစစ်ကောင်စီတပ်စခန်းပေါင်း73ခုကို KIA PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အဖြစ် လက်နက်ခဲရရှိမှုတွေဟာလည်းအလွန်ကိုမြပြနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လေးလည်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံကနေအလဲပတ်နိုင်ငံကူးလက်မှတ် PV နဲ့ပြည်ပမှာတွားရောက်အလုပ်လုပ်ကြိုင်မဲ့သူတွေကိုလေစိတ်ကနေထွက်ခွင့်မပြုဘူးဆိုပြီးစစ်ကောင်စီကဒုတိယကြိမ်ထပ်မံကြေညာလာပြန်ပါတယ်ဒီကနေ့အော်တိုဘားလ3ရက်နေ့မှာပဲအကြံဖက်စစ်ကောင်စီရဲ့ဝါရဖြန့်တဲ့ဒင်းစားတွေမှာဒုတိယအကြိမ်ထပ်မံကြေညာထားတာပါ ဲ့ဒီကြေညာချက်မှာသူတို့ပြောထားတာကမြန်မာနိုင်ငံကနေအလဲပတ်နိုင်ငံကူးလက်မှတ် PV နဲ့ပြည်ပမှာတွားရောက်အလုတ်လုတ်ကင်မဲ့သူတွေကိုစီစစ်တွစ်ရှိနေတဲ့အတွက်လေစစ်ကနေထွက်ခွင့်မရတဲ့သူတွေဟာလေရင်လက်မှတ်ခအပါဝင်တခြားကုန်ကြစရိတ်တွေပါဆုံးရှုံးနေတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နေတဲ့ဆိုပြီးပြောထားပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီကပဲစစ်မှုထမ်းမှုအကျုံးဝင်တဲ့အသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့အမျိုးသားတွေကိုပြည်ပထွက်အလုတ်လုတ်ခွင့်ပိတ်ပင်ထားပြီး အခုခါမှာအလဲအပတ်နိုင်ငံကူးလက်မှတ် PV နဲ့ပြပကိုသွားမဲ့သူတွေကိုပါပြပထွက်အလုတ်လုတ်ခွင့်မပြုတလို့လေစစ်ကနေထွက်ခွင့်မပြုဘူးဆိုပြီးပြီးခဲ့တဲ့ Oculus 5ရက်နေ့ကတည်းကအခုဒီကနေ့ October လ3ရက်နေ့မှာဒုတိယအကြိမ်ထပ်မံကြေညာလာပြန်တာပါလက်ရှိမှာတော့အဲ့ဒီလိုစစ်ကောင်စီရဲ့တင်းကြပ်မှုတွေကြောင့်လေစစ်ကနေအလဲအပတ်နိုင်ငံကူးလက်မှတ် PV နဲ့ပြပသွားမဲ့သူတွေဟာ တချို့ဆိုဆောင်ရွက်စာတမ်းအစုံလင်ပြနိုင်တာတော့လေစိတ်ကနေလှည့်ပြန်ခဲ့ရဒါတွေလဲဒုနဲ့ဒစ်ရှိနေပြီတချို့ကလည်းလေစိတ်ကနေထွက်ခွင့်ရဖို့လေစိတ်တာဝန်ကျစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီးလှုပ်ထားတဲ့ VIP service ဆိုတဲ့လမ်းကြောင်းကနေငွေကျပ်30ကနေ350အထိဈေးပေးပြီးတွားနေရတာတွေလဲရှိနေတယ်လို့ထိုင်းနဲ့ကိုရီးယားပြည်ပခီးတွား agency ရဲ့ director တဦးကရှင်းပြထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်မှာ9ရက်အတွင်းမာတင် ချီဖွေမြို့နယ်စော့လော်မြို့နှစ်မြို့အပါအဝင်စကောင်းစီတပ်စခန်းပေါင်း73ခုကို KIAPDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင်လက်နက်ခဲယံရရှိမှုတွေဟာလည်းအလွန်ကိုများပြားနေတယ်လို့ KIA 3ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်စတေမလာ29ရက်နေ့ကစပြီးဒီကနေ့အော်တိုဘားလ3ရက်နေ့အထိ9ရက်အတွင်းမှာလေကချင်ပြည်နယ်မှာအချက်ဖက်စကောင်းစီရဲ့တပ်စခန်းပေါင်း73ခုအပြင်ချီဖွေမြို့နယ်စော့လော်မြို့နှစ်မြို့စလုံးကိုပါ KIPD ရဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုငါရဲ့အတွင်းစကန်သိန်းမြို့သိန်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေတဲ့အပြင်အရှင်ဖန်းစီရမိထားတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိထားပြီးတပတ်ကလက်နက်ခဲရန်ရရှိမှုတွေဟာလည်းအလွန်ကုန်များပြားနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာလည်း KIA PDF ပူပေါင်းတပ်တွေဟာကချင်ပြည်နယ်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန့်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတပတ်မှာတော့ အချမ်းဖတ်စစ်ကောင်စီရဲ့နေပြည်တော်တောင်ညိုအမှတ်၈လေကြောင်းရံကာကွယ်ရေးရန်ရာတပ်ရင်းကတရင်မှုဒုဗမှုကြီးနိုင်ဝင်းထုံးရဲ့တက်တွင်းဖိနှိပ်မှုတွေကြောင့်အရာခံဘိုးတဦးဟာသူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့တက်တွင်းသတင်းရေးမြစ်ကရန်ကုန်ခေတ်တိကိုပြောပါရယ်အဲ့ဒီနေပြည်တော်တောင်ညိုအမှတ်၈လေကြောင်းရံကာကွယ်ရေးရန်ရာတပ်ရင်းကတရင်မှုဒုဗမှုကြီးနိုင်ဝင်းထုံးဆိုတဲ့သူဟာတက်တွင်းမှာလက်အောက်ငယ်သားတွေအပေါ်မတရားဖိနှိပ်အနိုင်ကျင့်တာတွေနှိမ်ပန်းနှိပ်စက်တာတွေ ရပိုင်ခွင့်တွေကိုခေါင်းပုံဖြတ်တာတွေအပါအဝင်သူတရားမဝင်လုတ်တဲ့ငွေရှာတဲ့အလုပ်တွေမှာပါအောက်ခြေတပ်သားတွေကိုခိုင်းပြီးအထက်ကတီးသွားရင်အောက်လက်ငွေသားတွေကိုအပြစ်ပုံချတာတွေနဲ့ညီအမျိုးစုံဖိနှိပ်မှုတွေကိုအကြီးအကျယ်လုပ်နေတယ်ဆိုပါတယ်အဲ့ဒီတရင်မှုဒုဗိုလ်မှုကြီးနိုင်ဝင်းထွန်းရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်နေပြီးတော့မရှိလေချောင်းရန်ကာကွယ်ရေးရန်ရတက်ကစစ်တီတော်တော်များများလဲထွက်ပြေးကုန်ကြတယ်လို့အခုကမှတော့သူနဲ့အနီးကပ်အလုပ်လုပ်နေရတဲ့အရာခံဘိုးတအူးဟာ သူ့ရဲ့ပြိနိုင်မှုဒဏ်တွေကိုမခံနိုင်တော့တဲ့အတွက်တက်တွင်းရေပေးကန်တဲ့ကိုခုံချပြီးအဆုံးစီရင်သွားတယ်လို့တက်တွင်းသတင်းရေးမြစ်ကပြောထားပါတယ်။အဲ့ဒီလိုအရာခံဘိုးအဆုံးစီရင်သွားတာကိုလည်းအဲ့ဒီတရင်မှုဒုပမှုကြီးနိုင်ဝင်းထွန်းဆိုတဲ့သူကအထက်ကိုအစီရင်ခံတင်ပြတဲ့အချိန်မှာတော့ချော်လဲပြီးသေသွားတယ်ဆိုပြီးတော့ဒါလိန်လေတင်ပြထားတယ်လို့လည်းဆိုပါတယ်။အဲ့ဒီလိုနေပြီးတော့အမှတ်ရှိလေချောင်းရန်ကာကွယ်ရေးရန်ရတရင်ကတရင်မှုဒုပမှုကြီးနိုင်ဝင်းထွန်းရဲ့တက်တွင်းဖိနှိပ်မှုတွေကိုလည်း အထက်ကိုတိုင်ကြားပေမဲ့စစ်ကောင်စီထိပ်ပိုင်းကအရေးယူမှုတစုံတရာမရှိဘူးလို့လည်းသိရပါတယ်ခင်ဗျာဒီတစ်ခါတင်းသာရီတိုင်ဘက်မှာတော့ဗုတ်ပြင်းမြို့နယ်မှာအချက်ပစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားကိုဒေါ်လာကြီးတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကအရာရှိတဦးအပါဝင်၃ဦးကတော့အသီးသီးသေကုန်ကြပြီလို့ Flying Star Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တိကိုပြောပါရယ်စက်တင်ဘာလ29ရက်နေ့ကပဲ ဒင်းတိုင်းတိုင်းဗိုလ်ပြင်းမြို့နယ်အခြေစိုက်ရေတပ်တရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားကို Flying Star Force တပ်ဖွဲ့ရဲဘော်တွေကနေလမ်းကနေအသင်းဆောင်ပြီးအရင်ဆုံးမိုင်းဆွဲပြီးတာနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုကြားပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီရဲ့ရေတပ်ကဗိုလ်ကြီးအဆင့်ရှိသူတဦးအပါအဝင်နှစ်ဦးကတော့မိုင်းမီဒါနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာပဲတခါတည်းသေသွားပြီးတော့ကျန်တဲ့တယောက်ကပြင်းထန်တန်ရာနဲ့ကော့တောင်းစေးုံရောက်မှသေသွားတယ်လို့လဲ။ Flying Star Force တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာအခုတခါရန်ကုန်မြို့မှာတော့အောင်မင်္ဂလာဝေးပြေကားဝင်းအနီးမှာရှိတဲ့အချပ်ပတ်စစ်ကောင်စီတပ်ရဲ့ဆိုက်ရဖာဝင်းကိုလေဆာမမဘုံတိနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Urban Colon IUCC ကျောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်အော်တိုဘလာ၂ရက်နေဖြစ်တဲ့မနေ့ကည9:00နာရီဝင်းကျင်လောက်မှာပဲအောင်မင်္ဂလာဝေးပြေကားဝင်းအနီးမှာရှိတဲ့အချပ်ပတ်စစ်ကောင်စီရဲ့ဆိုက်ရဖာဝင်းကို RCU စစ်ကြောင်းကရဲဘော်တွေကနေ89မမဘုံပစ်လောင်ချာနဲ့40မမဘုံဒီကိုနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့ပြစ်မှတ်ကိုချက်ရောက်ပောက်ကွဲသွားပြီးလက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးတွေအထူးတင်းကျပ်ထားသလို UG တပ်ဖွဲ့တွေကိုလိုက်လံဖမ်းဆီးနေတဲ့ကြားကပဲအခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရန်ကုန်အာဘန်ကောလန်စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့